္ဃာမခင်ဗျာကျွန်တော်နာမည်ကတော့မင်းတော်ပဲဖြစ်ပါတယ်ဒီနေ့ကျွန်တော်တန်ခါချင်းတို့ကို YouTube ကနေ Facebook ကနေပတ်စံနေအများကြီးဘယ်လိုရှာရမလဲဆိုတဲ့ဗီဒီယိုကိုကျွန်တော်ဒီဗီဒီယိုမှာပြောပြသွားမှာဖြစ်ပါတယ်နံပါတ်1တခုကတော့ကျွန်တော်တို့ monetization ဆိုတဲ့ဥစ္စာကဘာလဲဆိုတာကျွန်တော်ကြည့်ဖို့လိုတယ်နံပါတ်2 copyright page copyright page လို့ပြီးကျွန်တော်တို့တင်မယ်ဆိုရင်ကိုပတ်စံဝင်ပါလားအဲ့ဒီအကြောင်းနဲ့ကျွန်တော်ဒီဗီဒီယိုမှာပြောပြသွားမှာဖြစ်ပါတယ် copyright copyright ဆိုတဲ့ဥစ္စာကတော့သူများဗီဒီယိုကိုကျွန်တော်တို့ယူပြီးကျွန်တော်တင်တဲ့ဥစ္စာပဲဖြစ်ပါတယ် အဲ့ဒါကို copyright လို့ပြောပါတယ် copyright လို့ပြီးလဲကျွန်တော်တို့ Facebook ကနေရော YouTube ကနေရောပတ်စံရှာလို့ရမှာလား right page လို့တဲ့နည်းတွေအမျိုးမျိုးရှိပါတယ်ကျွန်တော် YouTube channel တစ်ခုရှိပါတယ်အဲ့ဒီ YouTube channel မှာဆိုရင်နှစ်သိန်းနဲ့9000 follower ရှိပါတယ် subscribe ပါဗောနော်ဒါကတော့ copy paste လို့ပြီးကျွန်တော် YouTube ကနေပတ်စံရှာတဲ့ not channel လေးပဲဖြစ်ပါတယ် copy paste လို့ခုတဲ့နည်းအမျိုးမျိုးရှိပါတယ်နံပါတ်1 copy copyright မမီဖို့အတွက်ကျွန်တော်တို့ဘာတွေလုပ်ရလဲ ဒီမြန်ဗီဒီယိုကိုယူမယ်ယူပြီးရင် background music တွေအကုန်လုံးဖြောက်လိုက်မယ်ဖြုတ်ပြီးရင်ကျွန်တော်ထိုင်မယ်တနားလောက်အချိန်ပေးပြီးထိုင်လိုက်မယ် video edit လုပ်ဖို့ဟုတ်ပြီလား video edit လုပ်တဲ့အချိန်မှာဘလိုနည်းတွေဖြစ်ကျွန်တော်တို့ video edit လုပ်ရမှာလဲနံပါတ်1 cut cut ကိုအသုံးပြုမယ် cut cut ကိုအသုံးပြုပြီးကျွန်တော်ပြထားတဲ့အတိုင်းလုပ်မယ်အတန်ကို short မယ်အကုန်လုံး ပြီးတော့ကို record လုပ်မယ် Facebook နဲ့ YouTube ကဘာပြောထားလဲဆိုရင်သူများ video ကိုကျွန်တော်တို့ထိုင်ပြီး reaction လုပ်မှာဆိုရင်လည်းအဲ့ဒါ copyright မမိဘူးလို့သူတို့ပြောထားတာရှိပါတယ်เนาะကျွန်တော်တို့သူများ video ကိုကြည့်မယ်နာနာသူတို့အတန် original video အတန် short လိုက်မယ်ပြီးတော့ကိုကဒီလိုပဲရက်ပြီးဖုန်းတစ်လုံးခြံပြီးအဲ့ဒီ video ကိုကြည့်ပြီးကျွန်တော်တို့ reaction ပေးမှာဆိုရင်လည်းပတ်စံကကျွန်တော်ဝင်တဲ့လမ်းကြောင်းသူတို့ဖွင့်ပေးမှာပဲဖြစ်ပါတယ်ဟုတ်ပြီလားအဲ YouTube monetization ရှောက်ဖို့အတွက်ဆိုရင်6000 watch time hour လိုပါတယ်6000 watch time hour တင်မတာသူ monitor control ဆိုတဲ့ဥစ္စာကျွန်တော်တို့ရဲ့အဲ channel YouTube မှာပေါ်မှာပဲဖြစ်ပါတယ်ပြီးတော့အဲကအနေပဲကျွန်တော်တို့ monitor လုပ်ရတာပဲဖြစ်ပါတယ်ဗျဆိုတော့ Facebook က Facebook ကတော့အရင်ဆုံးကဆိုရင်သူတို့က watch time hour 6000ရှိဖို့လိုပါတယ်အခုဆိုရင်ကတော့ watch time hour တွေမလိုတော့ပါဘူးအဲ့မှာ follower တစ်ထောင်ရှိတာနဲ့လဲကျွန်တော်ပတ်စံလေးရှာလို့ရပါတယ် အဲ့ဒီဥစ္စာကတော့ content monetization ပဲဖြစ်ပါတယ် content monetization ရဖို့အတွက်ကျွန်တော်တို့ need အမျိုးမျိုးရှိပါတယ်အကယ်လို့ကျွန်တော် original video ကိုပဲသုံးမယ် view တွေရတယ် follower 1000 2000လောက်ရှိနေပြီကိုယ့်ရဲ့ original video ပဲတင်နေတယ်ဆိုရင်သူတို့ကတလအတွင်းမှာ content monetization ကိုကိုယ့်ရဲ့ phone ထဲမှာ notification ပို့ပေးလာမှာပဲဖြစ်ပါတယ် notification ပို့တာ ਨੇ ကျွန်တော် content monetization ကိုရှားလို့ရမှာပဲဖြစ်ပါတယ် content monetization ပို့တာ ਨੇ ကျွန်တော်တို့ပုံမှန်တင်တင်ပတ်စံဝင်မယ်ကျွန်တော်တို့ video ပဲတင်တင်ပတ်စံဝင်မယ် reel short video တင်တင်ပတ်စံဝင်မှာပဲဖြစ်ပါတယ်เนาะအဲ့ဒီအတွက် need အမျိုးမျိုးရှိပါတယ် real time ဆိုရင်ကိုရ original video တင်လက်ပတ်စံဝင်သလိုသူများ video ကိုကျွန်တော်ထိုင်ပြီး reaction လုပ်နေတဲ့ပတ်စံဝင်တဲ့နည်းတွေရှိပါတယ်အမေးများဆုံးကတော့ Facebook မှာတဲ့သူများ video ကိုအတန်မှန်းတွင်းပြီးတော့တင်မဲ့ဆိုရင် copyright မိမှာလားအဲ့ဒါကတော့တန်ငယ်ရှင်တို့ဘယ်လိုပြောရမှာလို့ဆိုရင်ဗီဒီယိုအရှေ့ကိုကျွန်တော်ယူမယ်အတန်ရှော့မယ်ကိုယ့်ရဲ့ဗီဒီယိုကိုယ့်ရဲ့အတန်သွင်းမယ်စာတန်းနဲ့နဲ့ထိုးမယ်တင်မယ်ဆိုရင်ကတော့ copyright တော့မမိပါဘူးဒါပေမဲ့ content monetization ရဖို့ဆိုရင်အချင်းအများကြီးပေးဖို့ရှိပါတယ်เนาะကိုယ့်ရဲ့ခုနကျွန်တော်ပြောပြီပဲကိုယ့်ရဲ့ original video သုံးမှဆိုရင်တို့စစ်မဲ့ဖစ်ပင်ကိုယ့်ရဲ့အတန်တွင်းကျွန်တော်တုံးထားတဲ့ကိုယ့်ရဲ့မျက်နှာကျွန်တော်တို့ပြထားတဲ့ဆိုရင်တို့ကတလားတွင်းမှာဖွင့်ပေးမှာပဲဖြစ်ပါတယ်ဟုတ်ပြီလားတချို့တန်ခါရှင်းနေရှိတယ်เนาะတသိန်းကျော် follower ရှိနေပြီနတိုင်းလားရှိနေပြီဒါမှမဟုတ်တို့မှာ content monetization ဆိုတဲ့ဥစ္စာအခုအချိန်တည်းမပေါ်သေးဘူး content monetization မပေါ်သေးဘူးဆိုရင်ပတ်စံကတပြားတောင်ဝင်မှာမဟုတ်ပါဘူးဒါကြောင့်မလို့သင် content monetization tool ကိုပေါ်အောင်လုပ်ချင်တယ်ဆိုရင်ကတော့ကိုယ့်ရဲ့အတန်ကိုတုံးဖို့လိုပါတယ်ကိုယ့်ရဲ့မျက်နှာကိုပြဖို့လိုပါတယ်နော်အကယ်လို့မပွင့်သေးဘူးဆိုရင်တော့မှကျွန်တော်တို့တရက်ကိုတနားရီတောင်မဟုတ် family လောက်ပဲ live facebook live မှာထိုင်ပြီး ကျွန်တော်တို့စကားပြောပြီးမဲ့ဆိုရင်တော့မှသူတို့က content monetization ကိုတိုင်းချင်းကိုတင်ရဖုန်းထဲမှာဖွင့်ပေးမှာပဲဖြစ်ပါတယ် YouTube လာအောင်မှာ YouTube Facebook အကြောင်းအရကျွန်တော်တိုင်းချင်းတို့ကိုအသေးစိတ်ပြောပြသွားပြီး YouTube လာမယ် YouTube YouTube ဆိုရင်ရဲ reaction လုပ်ပြီးပတ်စံဝင်တဲ့ line လည်းရှိရဲ့သူများအတန်သူများ video ကိုယူပြီးအတန်ပြီးမဲ့ဆိုရင်တော့မှပတ်စံဝင်ပါတယ်အဲ့ဒါကတော့ဘယ်လိုပြောရမှာလဲဆိုရင် သူဥမာဇကာတဘိုချီလိုက်မယ်ဗျအဲ့ဒီဇကာတဘိုချီပြည့်တဲ့အချိန်မှာကျွန်တော်ကအကောလုံးပုံမြင်နေတိသွားတယ်ဗျတိသွားတဲ့အချိန်မှာကျွန်တော်အကောအဲ့ဒီပုံမြင်ဗီဒီယိုကို short လုပ်လိုက်မယ်အသေးလုပ်လိုက်မယ်ဗီဒီယိုနန်းနိုင်လောက်ရှည်တဲ့ဗီဒီယိုကိုเนาะကျွန်တော် short အသေးဆုံးလုပ်လိုက်မယ်လုပ်ပြီးရင်ကျွန်တော်တို့အဲ့ဒီဗီဒီယိုမှာအတန်သွင်းမယ်အာဒီလိုကဒီမိနာဒီလိုဖြစ်တဲ့ဟိုလိုဖြစ်တဲ့ဆိုပြီးကျွန်တော်တို့ပုံမြင်ကိုအသေးသေးပြောပြီး ျွန်တော်အစာရန်လေးထိုးမယ်ပြီးတော့အဲ့ဒီဗီဒီယိုကိုပဲကျွန်တော် YouTube မှာတင်မယ်ဆိုရင်တော့ copyright မမေ့ပါဘူးကျွန်တော်မြန်မာနိုင်ငံကလူတွေ YouTube channel ကိုခွင့်ထားတာအများကြီးရှိပါတယ်အဥပမာကိုပိုင်ညာကိုပိုင်ညာဆိုရင်သူကဘယ်လိုလုပ်လဲ TikTok ကဗီဒီယိုကိုသူက cut မှာလာပြီးစုတယ်စုပြီးရင်အဲ့ဒီဗီဒီယိုကိုပဲသူသူကကြည့်ပြီးဒီရဲ့ပြီးတော့အဲ့ဒီဗီဒီယိုမှာဘာတွေမားလဲဘာတွေမှန်လဲဆိုတဲ့ဥစ္စာကိုသူကပြောပြတယ်ပြီးတော့ဟာတလို့သူက reaction လုပ်ပြီးတင်တယ်အဲ့ဒါလည်းသူကပတ်ဆံဝင်တယ် ာကြောင့်တန်ငါချင်းတော့ contact ဆိုတဲ့ဥစ္စာကိုနော်ကိုမတန်ငါချင်းမရှိဘူးပြီးတော့ရိုက်ပြတဲ့လူမရှိဘူးဆိုရင်တော့မကူကနော်အိမ်မှာပဲထိုင်ပြီးအဲ့လိုနီးနေတဲ့ပတ်ဆံရှာလို့ရပါတယ်တချို့လူတွေရရှိတယ်ဟာငါမတန်ငါချင်းမရှိဘူးပြီးတော့ရိုက်ပြတဲ့လူတော့မရှိဘူးပတ်ဆံပြီးလို့ရှာမှလည်းနော်ဆိုရင်အဲ့လိုနီးတွေကိုတုံးပြီးပတ်ဆံရှာလို့ရမှာပဲဖြစ်ပါတယ်ဆိုတော့ YouTube ခုနကျွန်တော်ပြောပြီ YouTube ကတော့ဒီမှာကြည့်ပါ YouTube Studio ကျွန်တော်ဝင်ပြီးကျွန်တော်ပြပေးမယ်နော် YouTube Studio ကျွန်တော်တစ်ချက်ဝင်လိုက်မယ် YouTube Studio တစ်ချက်ဝင်ပြီးတာနဲ့အဲဒီမှာ S ဆိုတဲ့ဥစ္စာရှိပါတယ်အကယ်လို့တင် account မှာ S အစိမ်းပေါ်မှာဆိုရင်ကတော့ပတ်စံဝင်ပြီနော် S ကျွန်တော်မှာဆိုရင် S အစိမ်းပေါ်ထားတယ်ဆိုတော့အဲ့ဒါပတ်စံဝင်လို့သူတို့က S အစိမ်းကိုထားလိုက်ပါတယ်ဒီဖက်မှာနေမှာဆိုရင် earning ဆိုတဲ့ဥစ္စာကိုကျွန်တော်တစ်ချက်နေမှာဆိုရင်အောက်ဆုံးမှာ တင်ဗီဒီယိုတော့တင်ထားရတာမဲ့အခွင့်အရှင်မွေတိုင်းရှိမအောင်လေးဘူးဆိုရင်အောက်ဆုံးမှာကြည့်မယ်ဆိုရင်အတင်ရ watch time hour ကိုပြမှာပဲဖြစ်ပါတယ်အခုဆိုရင်ကျွန်တော်ရဒီ page ကတော့ watch time hour ပြည့်ပြီ monetization လဲကျွန်တော်လုပ်ပြီးပြီးတော့ online အောင်ပြီဆိုတော့မပေါ်တော့ဘူးဆိုတော့တန်ခါချင်းတော့မှာဒီနားလေးမှာပဲ watch time hour 100ဆိုရင်100နေရဆိုရင်နေရ1000ဆိုရင်1000ပြမှာဖြစ်ပါတယ်အဲ့လိုပဲလုပ်ပြီး4000ပြည့်မယ်ဆိုရင်ကတော့ဒီ YouTube ကနေပတ်စံရှာလို့ရပြီ YouTube မှာလည်းအဲတခုပဲဗျာ monetize တခုအောင်နိုင်တဲ့ကျွန်တော်တို့ short web တင်တဲ့ပတ်စာဝင်နေဗီဒီယိုအရှိပဲတင်တဲ့ပတ်စာဝင်မယ်ဟုတ်ပြီလားဆိုတော့အရန်ဟိုပတ်စံချတော့လွယ်တဲ့နည်းတွေကိုတိုင်ငံကျွန်တော်ပြောပြသွားတာပဲဖြစ်ပါတယ်တချို့လူတွေရှိပါတယ်နော်နိုင်ငံချမ်းလာတဲ့အလို့မရှိဘူးတနေကိုအခန်းထဲမှာမနေတယ်အဲ့လိုဆိုရင်နော်ဒီလိုပဲ Facebook တွေကို monetize လုပ်ပြီးကျွန်တော်တို့ YouTube တွေကို monetize လုပ်ပြီး ပတ်စံလေးရှာလို့ရပါတယ်ဒါကတော့ part 1ပဲဖြစ်ပါတယ်သင် နားမလည်တာရှိတယ်ဆိုရင်ကျွန်တော် comment ထဲမှာပြောလို့ရပါတယ် now နေ့ဆိုရင်ကျွန်တော်အဲဒီ Facebook ကနေဘယ်လိုပတ်စံပေးရလဲဘယ်လိုနည်းတွေနဲ့ပတ်စံဝင်တာလဲကျွန်တော်အသေးစိတ်ပြောပြသွားမှာဖြစ်ပါတယ်ဒါကြောင့်ဒီ part 1ကိုကြည့်ပြီး page ကို like follow မလို့ရသေးဘူးဆိုရင် like follow လုပ်ပြီးထားဖို့ကျွန်တော်တောင်းလို့ရှင်ပါတယ်ကဲတန်ကကျွန်တော်ဒီနေ့အတွက်ဗီဒီယိုဒီရောက်ဒီလောက်ပါပဲနောက်ရက်တွေတွေ့ကြမယ် bye bye see you take care